I G E R Tiger ကြားရကဘာပေါ်မှာအစွမ်းထက်ပြီးလှပတဲ့တဒဝါတွေကတမျိုးဖြစ်တယ်တဲ့တာတာမိမိတို့ကြားရဟာကြောင်မျိုးရင်းဝင်တွေဖြစ်ပြီးအကြီးဆုံးအရွယ်ကိုရောက်တဲ့အချိန်မှာကြားတကောင်ဟာ3မီတာလောက်အရှည်ရှိပါတယ်တဲ့သူတို့ရဲ့အမီးတွင်1မီတာလောက်ကိုရှည်တယ်တဲ့ကြားရဟာတမ်းမာပြီးအမဲလိုက်ကျွမ်းကျင်တယ်သူတို့ရဲ့ကြီးမားတဲ့ခွန်အားနဲ့ညံဆန်တဲ့အမြန်နှုံးကြောင့်သားကောင်တွေကိုအလွယ်တကူဖမ်းယူနိုင် သူတို့ဟာတနအီကို65ကီလိုမီတာလောက်ကိုပြေးနိုင်ကြတယ်။နောက်ပြီးကြားတွေကတကောင်နဲ့နေလေးရှိတယ်။သူတို့ရဲ့နေအမြေကိုကာကွယ်ကြတယ်။သူတို့ဟာတခြားကြားတွေနဲ့စီစီလုံးလုံးအုပ်စုဖွဲ့ပြီးတော့မနေကြဘူးတဲ့။ကြားတွေကရေလဲကောင်းကောင်းကူးနိုင်ပါတယ်တဲ့။ရေထဲမှာနိုင်ပေါင်းများစွာကူးနိုင်ပြီးမြစ်တွေအင်းအိုင်တွေပေါ်မှာဖြတ်တန်းနိုင်ပါတယ်တဲ့။ကြားတွေကအသားစားတဲ့တံတဝါတွေဖြစ်တာကြောင့်အိမ်မှာမွေးဖို့တော့မသင့်တော့ဘူးနော်။ ကြားတွေဟာတဘာဝပတ်ဝန်းကျင်ပျက်စီးမှုနဲ့လူတွေရဲ့အမဲလိုက်မှုတွေကြောင့်မျိုးတုံးလူနေပါဖြစ်နေပြီတဲ့အဲ့ဒါကြောင့်ကြားတွေကိုကာကွယ်ဖို့ဆိုရလဲအရေးကြီးရယ်နော်ကဲအခုကြားတွေအကြောင်းသိပြီဆိုတော့မိကုံးလေးတုံးခုလောက်ဖြည့်ကြည့်အောင်ကြားတွေဟာဘာစားလဲတစ်တတိနဲ့အတာတုံးတိရွတ်မှန်ပါတယ်ကြားတွေကအသားစားတဲ့ပုံစံတွေပါ ကဲအခုကြားရတဲ့အကြောင်းသိပြီဆိုတော့နောက်ထပ်ဘာကောင်းလေးတွေအကြောင်းလည်းသိချင်ကြသေးတယ် LION lion တဒါမီမီတို့ရေခြင်သေးဆိုတာကတော့ကဘာပေါ်မှာအင်အားအကြီးဆုံးနဲ့ခွန်အားအကြီးဆုံးတတော်ဝါတမျိုးပဲဖြစ်ပါတယ်သူတို့ကိုတော်တွင်းဘယင်လို့တောင် တင်စားခေါ်ကြပါတယ်တဲ့ခြင်သေးအထီးတွေမှာလေဆံမွေးလှလှကြီးတွေရှိပြီးတော့ခြင်သေးအမတွေမှာတော့အဲ့လိုလေဆံမွေးတွေမပါပါဘူးတဲ့ ခြင်သေးတွေဟာအသားစားတဲ့တတဝါတွေဖြစ်ပါတယ်။သူတို့ဟာသူတို့ထက်သေးငယ်တဲ့တတဝါတွေအကုန်လုံးကို အမဲလိုက်ပြီးဖမ်းယူစားတောက်တတ်ကြပါတယ်တဲ့။ခြင်သေးတွေကအုပ်စုလိုက်အမဲလိုက်လေးရှိပြီးအုပ်စုတွေကခြင်သေးမတွေကတော့အမဲလိုက်တဲ့နေရာမှာပို့ပြီးတော့တော်ကြပါတယ်တဲ့။ခြင်သေးတွေကဗမာနေလေဆိုတော့အာဖရိကတိုက်ရဲ့မြက်ခင်းပြင်တွင်တစ်တော်တွေနဲ့အိန္ဒိယနိုင်ငံရဲ့တော်တွေထဲမှာနေထိုင်ကြပါတယ်တဲ့။သူတို့ကအုပ်စုလိုက်နေထိုင်နေရှိပြီးတော့အုပ်စုတစ်ခုမှာ ခြင်သိအထီးခြင်သိအမနဲ့ခြင်သိကလေးလေးတွေပါဝင်ကြပါတယ်တဲ့ခြင်သိတွေရဲ့ထူးခြားချက်ကတော့ညဘက်မှာအမဲလိုက်လေးရှိပြီးနေ့ကင်းဘက်မှာအနားယူလေးရှိပါတယ်တဲ့ခြင်သိတွေရဲ့အတန်ဟာအလွန်ကျဲလောင်ပြီးမိုင်ပေါင်းများစွာကတော့ကြားရနိုင်ပါတယ်တဲ့ဒါဟာသူတို့ရဲ့နေမြေကိုတခြားအုပ်စုတွေမလာအောင်တတိပေးတဲ့အနေနဲ့အတန်အကျယ်ကြီးတွေထုတ်လွှတ်တာ ဖြစ်ပါတယ်တဲ့ခြင်သိတွေကလည်းသဘာဝပတ်ဝန်းကျင်အတွက်အရေးကြီးပါတယ်တဲ့ ဘာကြောင့်လဲဆိုတော့သူတို့ဟာတားကောင်တွေရဲ့အရေးအတွက်ကိုထိန်းညီပေးပြီးဂေဟစနစ်ကိုလည်းဟန်ချက်ညီစေလို့ပဲဖြစ်ပါရဲ့တဲ့။ကဲချင်းသေးတွေအကြောင်းမိကုန်းတွေဖြစ်ရအောင်။ချင်းသေးတွေကဘာတွေစားလဲ။တက်အသီးအရွက်နှစ်အောင်မုံသုံးအသာဟုတ်ပါရဲ့ချင်းသေးတွေကအသားစားရတဲ့တတော်လေးပဲဖြစ်ပါရဲ့။နောက်ထပ်အကောင်တွေအကြောင်းလည်းထပ်ပြောပြပေးမယ်နော်။ she and hen r o o s t r rooster တာတာမီမီတို့ရေဒီနေ့တော့တာတာမီမီတို့ကိုကြက်ဖချင်းနဲ့ကြက်မလေးတွေအကြောင်းကိုပြောပြမယ်နော်ကြက်တွေကကျိငှက်မျိုးနွယ်ဝင်တတဝါတွေဖြစ်ပါတယ်တဲ့သူတို့ကကျိငှက်မျိုးနွယ်ဝင်ဆိုပေမဲ့ငှက်တွေလို့တော့မပြန်တန်းနိုင်ပါဘူးတဲ့ကြက်တွေကိုအိမ်မှာလဲမွေးနိုင်ပြီးတော့ကြက်မတွေကတော့ဥဥပေးပါတယ်တဲ့ ကြက်တွေကအစုံစားတဲ့သတ္တဝါတွေဖြစ်ပြီးကောက်ပဲသေးနံတွေပိုးမွှားတွေတစ်သီးတွေနဲ့အခြားအပင်လေးတွေကိုလည်းစားတတ်ကြပါတယ်ကြက်ဖကြီးတွေမှာတော့အမောက်ပါပြီးကြက်မတွေမှာတော့အမောက်မပါပါဘူးတဲ့နောက်ပြီးမနက်စောစောအောက်အီအီအို့လို့တွန်တတ်ကြရတယ်ကြက်ဖကြီးတွေကပဲတွန်နိုင်တာပါတဲ့ကြက်မတွေကတော့ကြက်ဖတွေလိုမျိုးမတွန်နိုင်ပါဘူးတဲ့ ကြက်တွေကလူတွေအတွက်အာဟာရပြည့်ဝတဲ့ကြက်ဥတွေအသားတွေကိုလည်းပေးဆွနိုင်ပါတယ်တဲ့ကြက်တွေကဥကနေပေါက်ဖွားလာပြီးကြက်ပေါက်ဆလေးတွေဖြစ်ကြီးထွားလာပြီးတော့လအနေငယ်အတွင်းမှာပဲကြက်အကြီးကြီးတွေဖြစ်လာတယ်တဲ့နောက်ပြီးကြက်တွေကညက်မျိုးနွယ်ဝင်ဆိုတော့တခြားညက်တွေလိုပဲသူတို့မှလည်းလက်မပါပဲနဲ့ခြေထောက်နှာချောင်းပဲပါပါတယ်တဲ့ဟဲ့အခုတော့ကြက်လေးတွေအကြောင်းကိုသိပြီဆိုတော့မိကုန်လေးတွေဖြစ်ကြည့်အောင်နော်မနက်စောစောအောက်အီးအုတ်လို့တွန်နိုင်တယ် ချက်ဖကတော်နာလားချက်မကတော်နာလားဟုတ်ပါတယ်အောက်ဤဟုတ်လို့တော်နာကချက်ဖပဲဖြစ်ပါတယ်ကဲတာတာမီမီတို့အဖြေလေးတွေမှန်သွားပြီဆိုတော့နောက်ထပ်အကောင်လေးတွေအကြောင်းကိုလည်းဆက်ပြီးနားထောင်ကြည့်အောင်နော် G I R A S S C Giraffe တိကလအုပ်ဆိုတာကလအုပ်နဲ့တူတဲ့တံတဝါတစ်မျိုးပါတဲ့ဒါပေမဲ့သူတို့ကကလအုပ်လို့မဟုတ်ဘဲတောင်တွေတက်တော်တွေမှာနေကြပါတယ်တိကလအုပ်တွေကကိုလုံးကြီးကြီးနဲ့ ြေရန်ရှိရှိတွေရှိပါတယ်တက္ကလအုပ်ရဲ့ထူးခြားချက်ကတော့လယ်ဘင်းအရှိကြီးရှိတာပဲတက္ကလအုပ်တွေကအပင်တွေတိတ်ရွက်တွေတစ်ခုတွေစားကြပါတယ်တဲ့သူတို့ကများသောအားဖြင့်တစ်တော်ထဲမှာပဲနေတာကြောင့်တစ်ပင်တွေကအရွက်တွေကိုပဲစားတာများပါတယ်တဲ့နောက်ပြီးသူတို့ကလယ်ဘင်းအရှိကြီးရှိတာဆိုတော့တစ်ပင်တွေရဲ့ထိပ်ဖြောင်းမှုတွေတစ်ပင်ရဲ့ထိပ်ဖြောင်းမှာရှိနေတဲ့တိတ်ရွက်နွံ့နွံ့လေးတွေကိုပဲရွေးပြီးစားတတ်ကြတယ်တဲ့တက္ကလအုပ်တွေက AB မြင့်တဲ့နေရာ ်းကြရဲ့တဲ့အဲ့ဒါကြောင့်သူတို့ကအီးတဲ့တောင်တန်းတွေမှာနေထိုင်ကြပါတယ်တဲ့တက်ကလောက်တွေကသဘာဝပတ်ဝန်းကျင်အတွက်အရေးကြီးတဲ့သတ္တဝါတွေတမျိုးဖြစ်ပါတယ်သူတို့ကသစ်ပင်တွေရဲ့အဆီတွေကိုပြန်ပြီးတော့ပြန်ပွားပြီးသစ်ပင်တွေပြန်ပေါက်ဆင်ဖို့အတွက်ကုမီပေးလို့ပဲဖြစ်ပါတယ်တဲ့ကဲအခုတက်ကလောက်ကြောင်းသိပြီဆိုတော့မိကုံးလေးဖြည့်ကြည့်ရအောင်တက်ကလောက်ရဲ့ထူးခြားချက်ကပါလေ၁နရွက်အကြီးကြီးရှိတာ၂အတောင်မှန်ပါလား၃ လေဝင်းအရှိရှိတာဟုတ်ပါရဲ့တက်ကလောက်ကလေဝင်းအရှိရှိတာပါကဲနောက်ထပ်အကောင်းလေးတွေကျွန်တော်လည်းဆန္ဒထောက်ချရအောင်နော် K A N G A R R O K A N G A R O သတမီမီတို့ရေဒီနေ့သတမီမီတို့ကိုပြောပြမယ့်အကောင်းလေးကတော့သားပိုက်ကောင်းလေးတွေအကြောင်းလေးဖြစ်ပါတယ်သားပိုက်ကောင်းလေးတွေကဩစတြေးလျတိုင်းမှာအများဆုံးတွေ့ရပါတယ်သူတို့ကမြက်ခင်းပြင်တွေတဲခန္ဓာရတွေမှာနေထိုင်ကြပြီး အုပ်စုလိုက်နေတတ်တဲ့သတ္တဝါတွေဖြစ်ပါတယ်တဲ့။သားပိုက်ကောင်မေမေရဲ့ထူးခြားချက်ကတော့ဗိုက်မှာအိတ်လေးပါတာပါတဲ့။အဲ့ဒီအိတ်ထဲမှာသားပိုက်ကောင်သေးသေးလေးတွေကိုတည်ပြီးတော့အကောင်အကြီးကြီးဖြစ်တဲ့အထီကိုထည့်ပြီးစောင့်ရှောက်ပေးကြပါတယ်တဲ့။ထူးဆန်းတယ်နော်။သားပိုက်ကောင်တွေရဲ့ခြေထောက်တွေကတန်မာပြီးတော့ရှည်လျားတာကြောင့်သူတို့ခုန်တဲ့နေရာမှာအရန်ကိုပဲကျွမ်းကျင်ကြပါတယ်တဲ့။တစ်ခါခုန်ရင်မီတာ6မီတာပေနဲ့ပြောရင်ပေ30အထိအောင်ခုန်နိုင်ပါ ယ်တဲ့။ဟာဘိုက်တောင်လေးတွေကအပင်စားတဲ့တတဝါတွေပါ။သူတို့ကမြက်တွေ၊သိရွက်တွေ၊ဂျုံမင်းတွေကို စားတော့ကြပါတယ်တဲ့။သူတို့မှထူးခြားတဲ့နောက်တစ်ချက်ကဟာဘိုက်ကောင်ကရေကို အများကြီးမလိုအပ်ဘဲရပ်ပေါင်းများစွာမတောက်ပေးနိုင်ပါလေတဲ့။စာပိုက်ကောင်ကြီးတွေကအမတွေထက်ပိုကြီးပြီးပိုတန်ပါပါတယ်တဲ့သူတို့ရဲ့အရောင်ကမီးခိုးရောင်နဲ့အညိုရောင်ရှိပြီးအမတွေကတော့မီးခိုးဖျော့ရောင်ရှိပါတယ်တဲ့ တဲ့ကုသားပိုက်ကောင်မေအကြောင်းသိပြီဆိုတော့မိကုန်းလေးတွေဖြစ်ကြအောင်နော်။သားပိုက်ကောင်မေမေတွေရဲ့ဘိုက်မှာပါတဲ့အိတ်ထဲကိုဘာတွေထည့်ကြရလဲ။တက်အစားအစားနှစ်ရေသုံးသားပိုက်ကောင်သေးသေးလေးတွေဟုတ်ပါတယ်။သားပိုက်ကောင်မေမေရဲ့ဘိုက်ထဲမှာသားပိုက်ကောင်သေးသေးလေးတွေကဝင်နေနေကြတာပါ။ကဲသားသားမေမေတို့အဖြေလေးတွေမှတ်ပါရဲ့နော်။နောက်ထပ်အကောင်လေးအကြောင်းကိုလည်းထပ်ပြောပြပေးမယ်နော်။